မင်္ဂလာပါရှင်ဘူဆိုင်လန်ရဲ့ estate ကုမ္ပဏီမိတ္တမဟာဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့အိမ်နဲ့လမ်းနဲ့ဆက်ဆက်နေတဲ့ဖုံးရွှေပညာရဲ့အကြောင်းပဲဖြစ်ပါတယ်ရှင်အဲဖြောင်းတန်းနေတဲ့လမ်းမှာတဲ့အိမ်ရဲ့ဝင်ပေါက်ကိုမျက်နှာချင်းဆိုင်နေတယ်ဆိုရင်တော့ဒါသတင်းဆိုးပဲပေါ့နော်အဲတဲ့တင်ဟာတီပုံစံလမ်းစုံဒါမှမဟုတ်လို့ရှိရင်ဝိုင်းပုံစံလမ်းစုံမှာနေထိုင်နေရသူလားဖြတ်သွားတဲ့လမ်းကြီးရဲ့အစွန်းနဲ့ထိတွေ့နေထိတွေ့နေထိုင်ရသူလား မြေကြီးဖြောက်တန်းနေတဲ့လမ်းမဆိုတဲ့ရဲ့အိမ်ရဲ့အဓိကဝင်ပေါက်ကိုဥတုနေတယ်ဆိုလို့ရှိရင်တော့အဲဂရုစိုက်တင်ပါတယ်လမ်းစုံတွေဟာတင်းရဲ့အိမ်ကိုဖြတ်သွားတယ်ဆိုရင်အိမ်ကိုရရှိနိုင်မဲ့ချစ်ချင်းမြတ်တာတရားတွေကနှေးကွေးကျသွားအောင်ပြုလုပ်နေမှာပဲဖြစ်ပါတယ်နောက်ပြီးတော့အင်ရှိရဲ့ညီသားကပေါ့နော်လမ်းမကြီးထဲနှိမ့်ကြတာကိုနှိမ့်ကြတာတော့နှစ်ထပ်အိမ်ဆောက်လုပ်ခြင်းအတွက် အောက်ခြေတက်ကလမ်းမထဲနှိမ့်ကြနေတယ်ဆိုရင်တော့အိမ်ရဲ့တကားပေါက်တွေဂရင်း ဂရင်ကုန်နေအထားသူတွေကိုလမ်းမမြင်နဲ့အငြီးထားရှိအောင်ဆောက်လုပ်ပေးထားပါအဲဖုံးရွှေအစီရင်ရဲ့ခြိဆွမ်းရင်အများဆုံးလို့ရှိရင်ဒီလိုမျိုးလမ်းမကနေအိမ်ထဲမြင့်နေကနေကြတဲ့ကံတွေဖြစ်ပေါ်လာနိုင်တာအကြောင်းဝင်ဖြစ်ပါတယ်ရှင်အဲနောက်ပြီးတော့အိမ်ကိုဥတီလာတဲ့လမ်းတွေကမကောင်းဘူးပေါ့နော်အဲလှဲဥတိုက်လှဲဥတိုက်လမ်းတွေနေထိုင်နေလူတွေကလည်းမတော်ဆထိခိုက်မှုတွေရုတ်တရက်ဖျားနာမှုတွေဖြစ်တတ်တယ်အဲမိတ်ဆွေတွေကိုလည်းမယုံကြည်ရအောင်နောက်ကျတော့ဓာတ်နဲ့ထိုးမဲ့လူတွေကြီးပဲ အဲဖြစ်တတ်တယ်ပေါ့နော်လမ်းလမ်းနှစ်ခွာဆုံးမှာနေတဲ့သူတွေကလည်းထို့အတူပဲပေါ့နော်စင်ကာပူမှာရှိတဲ့တစ်ခွက်ပိတ်လမ်းနေရဲ့လမ်းနေပေါ်မှာရှိတဲ့အိမ်ကြီးကဒေါ်လာ5000လောက်ပဲပေးရတယ်ပေါ့နော်အဲတခြားလမ်းပေါ်မှာရှိတဲ့အိမ်ကြီးထက်ပေါ့နော်ဒေါ်လာ5000တန်ဖို့ရော့တယ်ဟောင်ကောင်စတားသတင်းစာကအဲဒီယာချုပ်အခွန်ကအဲတောင်ကြီးမှာရှိတဲ့တစ်ခွက်ပိတ်လမ်းဆုံးမှာနေတယ်ပေါ့နော်အဲသူကဘာပြောလဲဆိုလို့ရှိရင်ဒီမှာနေရတာများဗျာတဲ့ တော်တော်ဆိုးတယ်တဲ့ညာဆိုရင်ကာမီကြီးတဲ့အိမ်ထဲကိုထိုးထိုးပြီးတော့ဝင်လာတာပေါ့နော်။တာရဲ့တိရတိရစ္ဆာန်ကြီးတွေဝင်လာတာကြာနေတာပဲလို့ဆိုရယ်ပေါ့နော်။ဖုန်းရှင်ဆရာတွေကအိမ်ဝင်အိမ်နဲ့ခြံဝင်းကြမှာငါးကန်တကန်တူခိုင်းနေပေါ့။ဒီတက်ပို့လို့ရှိရင်တက်နိုင်တော့အိမ်ရှိမှာရေပန်းတက်တင်နေ။အဲအဲ့ဒါဆိုလို့ရှိရင်အန်နီရေပြောက်ကုန်မယ်လို့သူ့ကိုအကြံဉာဏ်ပေးတယ်ပေါ့နော်။နောက်ပြီးတော့အိမ်တဲ့အိမ်ကဖုန်းရှင်ကိုဖြတ်ကဖြတ်တာလည်းရေမြောင်းနေလည်းပါဝင်နေပေါ့နော်။ ူများခြံကရေပုတ်မြောင်းနေတာကိုယ့်ခြံနဲ့ကိုစီးစင်းလာတယ်ဆိုရင်ဒါမှမကောင်းဆိုးရတယ်ပေါ့နော်အဲထိုးမြောင်းကိုလမ်းလွှဲပြရမယ်ပြီးတော့အိမ်အိမ်ကိုဝင်တဲ့လမ်းကလည်းအရင်ကျင်းနေဆိုတာလည်းမကောင်းခြိတတ်တွေလွတ်လွတ်လပ်လပ်မဝင်နိုင်ဘူးပေါ့နော်ဟောင်ကောင်မှာရှိရဲ့စတိုးတိုင်းပိုင်ရှင်ဂျွန်ချူးဆိုသူကပြောတယ်ပေါ့နော်ကျွန်တော်နဲ့တည့်ရလူတယောက်ကတဲ့တောင်ထိပ်ပေါ်မှာအိမ်တလုံးကိုစောင့်နေတယ်သူကဘန်မန်နေဂျာပေါ့နော် အိမ်ဆောက်ခင်တော့ကသူကတော်တော်ချမ်းသာတယ်အိမ်ဆောက်ပြီးလို့နှစ်လားလောက်နေပြီးကြတယ်သူ့ကိုငွေဘဏ်ကနေပြီးငွေချင်းကြောင်းနဲ့အဖမ်းခံရတယ်ပေါ့နော်အဖမ်းခံရပြီးတော့အမခံလည်းရလည်းရရောဆလေးတဲ့တိုက်ပေါ်ကနေပြီးတော့ခုံချပြီးတော့တတ်တည်သွားတယ်ပေါ့နော်အဲ့တော့တောင်ထိပ်မှာနေတဲ့လူကြီးကလည်းငွေရေးချေးရမမြဲတတ်ဘူးအဲခြိတက်ကအောက်ကိုသာစီးစင်းတဲ့ပြင်ကံမကောင်းပေါ့နော်တောင်ထိပ်ဆိုတဲ့အတွက်အဲကို့အနောက်မှာအကာရံလည်းမရှိဘူးကြော်ထောက်နောက်ခံလည်းဘာမှမရှိဘူး အဲကိုယ်ကူညီမဲ့လူမရှိဖြစ်တတ်တယ်အဲတစ်ခါပိတ်လမ်းဆုံးမှာနေတဲ့သူတွေအတွက်ကတော့တခြားနေရာတို့ကြောင်းရွှေ့ရအခက်ခဲရှိလို့ရှိရင်အိမ်ရှိမှာဝါအားနေတဲ့မီးလုံးအဖြူတစ်လုံးကို24နာရီထွန်ပေးခြင်းဖြင့်အဲရရားချီလို့ရပါတယ်ရှင်ဟုတ်ကဲ့ပါအခု post ကိုလည်းမျှဝေပြီးတော့ပေါ့နော်အဲတရမိတ်ဆွေတွေကိုအိမ်နဲ့လမ်းနဲ့ဆက်ဆိုင်နဲ့ဖုံးရှိအကြောင်းလေးကိုမျှဝေပေးလို့ရပါတယ်ရှင်။နောက်ထပ်အသေးသေးသိရှိလိုပါက Rose Silent Real Estate ဖုန်း09650599751ကိုဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင်။အိမ်ချမ်းမင်းနဲ့ပတ်သက်လို့ရှိရင် Rose Island Real Estate ကိုတတိယလိုက်ပါရှင်။ဟုတ်ကဲ့အိမ်ချမ်းမင်းနဲ့ပတ်သက်တဲ့ပညာရည်တည်ရဲ့ငွေကြေးပညာရည်တည်ရဲ့ဖုံးရွှေရည်နဲ့တက်ဆိုင်တဲ့ပညာရည်များကိုနေ့စဉ်၊နေ့စဉ်အပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် Rose Island Real Estate Page တွေကို Like and Follow လေးတွေ Comment လေးတွေပေးခဲ့လို့ရပါတယ်ရှင်။နောက်ထပ်ဆွေးနွေးချင်တဲ့အကြောင်းအရာလေးတွေလည်း ကွန်မန့်မှာရေးသားပေးွားလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်